ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုတူရစောပါဟုတ်ပြီ25နှစ်ပါဆရာကြီးကိုတူရစောတောက်ကြတာဖြစ်မနော်ဟုတ်ကဲ့ထိုင်းပါပါတဲ့ဟုတ်ပြီဖုန်းပြုပြင်တဲ့အလုပ်ကိုလုပ်နေပါတယ်တဲ့တယ်လီဖုန်းပြုပြင်တာဟုတ်ကဲ့ဆရာကြီးသိကောင်းတာဟုတ်ကဲ့ဆရာကြီး ဆရာကြီးခင်ဗျားတဲ့ခံစားနေရတဲ့ယောဂါကတဲ့စီးကုံမှာကြိုက်ခဲပြီးတဲ့စီးခဏခဏသွားကျင်နေတာပါတဲ့ဟုတ်ပြီတခါတလေတဲ့အလုံများတဲ့အခါတဲ့စီးအောင်ထားရင်တဲ့စီးကုံတအားကြိုက်ပါတယ်တဲ့ဟုတ်ပြီစီးစစ်ကြည့်တော့တဲ့စီးပိုးဝင်တယ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီပေးတဲ့ဆေးတွေတောက်နေပြီမဲတဲ့မပြောက်သေးလို့ပါတဲ့ဟုတ်ပြီလားဆောင်းရံရှောင်းရံနီးလန်းကလေးများတဲ့မျှဝေပေးပါခင်ဗျာလို့ရေးထားပါတယ်ကောင်းလိုက်တာဗျာမိခွန်းလေးလာတယ်အဲ့တော့မိခွန်းရှင်တွေလည်းကြိုးရှိမယ် နာတော်တဲ့ဆင်ကြတဲ့အမျိုးသားတွေပေါ့နော်စကယ်ဆင်တခုတော့ရှိရမလားအမျိုးသမီးမှာမိယောက်ျားစီဟုတ်ကဲ့ဆရာကြီးအမျိုးသမီးချင်းမှာမိရဲ့ယောဂါလေဟုတ်ကဲ့ပါဆရာယောက်ျားချင်းမှာစီယောဂါလေဟုတ်ကဲ့ပါဆရာစီယောဂါနဲ့ပတ်သက်လို့တော့ဒါစီယောဂါအတွက်အကောင်းဆုံးကဘာလဲလို့မေးရင်ရည်သန့်မယ်ဟုတ်ကဲ့ဆရာကြီးရည်သန့်လေရည်သန့်ကိုဒီနေ့ကိုဒါအနည်းဆုံး၃ခုအထက်တောက်တင်တယ်ဟုတ်ကဲ့ဆရာကြီးနော်ဖြစ်နိုင်ရင်၅ခုလောက်တောက်တင်တယ်ရည်သန့်မှုနဲ့ အတောက်တော့ဗာအခက်ခဲရှိတယ်ဆိုတော့တောက်တော့ပေါ့လာတာပေါ့အလုပ်ကြည့်တယ်နော်အဲပေါက်တဲ့အခါမှာအမှတ်တရမတ်တက်ရက်ပြီးသွားတဲ့အကျဉ်လောက်ပါလို့စီးသွားတဲ့အခါမှာဟုတ်ကဲ့ပါဆရာမတ်တက်ရက်ပြီးသွားပါစီကိုအောက်မထားပါနဲ့အဲအောက်ထားရင်အန္တရာယ်ရှိပါတယ်ဟုတ်ကဲ့ပါစီအောက်ထားတဲ့သူဟာများသွားဖြင့်ကြားတဲ့အခါမှာအနှေထိုင်သွားပြီးစီးကြောက်တေတာလို့နော်နောက်တခါစီးအိမ်မှာအနာဖြစ်တာလို့ဖြစ်တတ်ပါတယ်ဟုတ်ကဲ့စီတောက်လဲတောက်ပါပေါက်လဲပေါက်ပါအမျိုးသားတယောက်နဲ့စီးသွားတာဘာမှ ကြောင်ကြဆိုင်ဆရာမျိုးလို့နော်သွားတဲ့နေရာမှာကြီးလာမှာတိပင်းတိပင်းရှိရင်တိပင်းကိုမျက်နှာမူပြီးတော့သွားလိုက်ရတာတိပင်းတော့သွားမပန်းနဲ့နော်ဟုတ်ကဲ့ပါဆရာတိပင်းတော့မပန်းစီကြုံတိပင်းကိုမျက်နှာမူပြီးတော့သွားလိုက်ရင်ဒါသွားလို့ရတဲ့ကိစ္စပဲကြောင်ကြတယ်အကြောင်းမလို့တောက်လဲတောက်ပါပေါက်လဲပေါက်ပါအောက်မထားပါနဲ့ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကအကျော်နဲ့အဆက်ကိုလုံးဝဖြတ်လိုက်ပါဟုတ်ကဲ့ပါဆရာအကျော်နင်းတဲ့စားရမြတ်ခံပါမယ် ဟုတ်ကဲ့ပါဆရာဆက်လဲထုတ်သူကနင်းနဲ့စာမြတ်ခံရပါမယ်ဟုတ်ကဲ့ပါဆရာစားစရာမရှိဘူးလားလည်းဖြစ်လိုက်ပါနဲ့စားစရာအများကြီးပါအဲအကျုံနဲ့အဆက်ကလွယ်စားပါဟုတ်ကဲ့ပါဆရာအချင်းအခါမှန်တယ်မြတ်စားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်းပါစီဗျာ